မြန်မာနိုင်ငံဘာကြောင့်တိုးတက်မှုအရန်နောက်ကျနေရတာလဲဒီနေ့မှာတော့ကျွန်တော်တို့မြန်မာနိုင်ငံလိုတယံဆသပေါ်ကျော်ဝပြီးရင်ကျေးမှုထွန်းကားတဲ့နိုင်ငံကြီးကဘာကြောင့်ဖွံ့ဖြိုးမှုမှာအခြားနိုင်ငံတွေထက်နောက်ကျကျနေရတာလဲဆိုတော့ကျွန်တော်နဲ့တူလေ့လာကြည့်ကြရအောင်ဒီလိုအကြောင်းအရာတွေမပြောခင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and share လေးလုပ်ပြီးစလိုက်ကြရအောင် ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးမှုနှောကြရတဲ့အကြောင်းရင်းကိုပြောတဲ့အခါတမိုင်း history ကိုပြန်ကြည့်ဖို့လိုပါတယ်။ကိုလိုနီခေတ်မှာဗြိတိသျှတွေရဲ့အုပ်ချုပ်မှုကြောင့်နိုင်ငံရဲ့တည်ရန်စာသားတွေကအလုံးမင်းထုတ်ယူခံခဲ့ရပါတယ်။ဒါပေမဲ့လည်းဒေတာခံတွေအတွက်ဖွံ့ဖြိုးမှုအကျိုးအမြတ်ကအနည်းငယ်သာရခဲ့ပါတယ်။ ဒါကြောင့်လွတ်လပ်ရေးရပြီးနောက်မှာလည်းနိုင်ငံရဲ့မတည်မငြိမ်မှုတွေပြည်တွင်းစစ်တွေနဲ့စစ်အုပ်ချုပ်ရေးတွေကနိုင်ငံရဲ့တိုးတက်မှုကိုအရန်ကိုမှထိခိုက်စေခဲ့ပါတယ်။ဒီလိုနှစ်ပေါင်းများစွာဆက်လက်ဖြစ်ပေါ်ခဲ့တဲ့အကျိုးဆက်တွေကနိုင်ငံရဲ့ဖွံ့ဖြိုးမှုအခြေခံအုတ်မြစ်ကိုအားနည်းစေခဲ့ပါတယ်။ဒီတမိုင်းဆိုင်ရာအကြောင်းမျိုးမျိုးကကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးမှုကိုဘယ်လိုထိခိုက်စေခဲ့တယ်လဲဆိုတာဆက်လက်ထုတ်ဖော်ကြည့်ကြရအောင်။ကျွန်တော်တို့မြန်မာနိုင်ငံမှာနိုင်ငံရေးမတည်မငြိမ်မှုကဖွေဖြူးမှုနောက်ကျရတဲ့အဓိကအကြောင်းရင်းတစ်ခုပါပဲ လွတ်လပ်ရေးရပြီးနောက်အစိုးရတွေမတည်မြဲမှုအာဏာသိမ်းမှုတွေနဲ့ဒီမိုကရေစီကိုအကောင့်တွေဖော်ဖို့ရုန်းကန်ခဲ့ရပါတယ်ဒီလိုခြင်တွေကြောင့်လည်းနိုင်ငံခြားရင်းနှီးမှုတွေဝင်ရောက်ဖို့ခက်ခဲပြီးစီးပွားရေးဖွံ့ဖြိုးမှုကလည်းနှေးကွေးစေခဲ့တာအမှန်ပါပဲနိုင်ငံရဲ့အကျပ်တဲတွေကကျွန်တော်တို့ပြည်သူတွေယုံကြည်မှုကိုပါစတင်ထိခိုက်စေခဲ့ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့စီးပွားရေး economy ဖွံ့ဖြိုးမှုကနှေးကွေးနေတာကလည်းနောက်ကျကြံရတဲ့အကြောင်းရင်းတစ်ခုပါ နှစ်ပေါင်းများစွာပိတ်ဆို့ခံထားရတဲ့စီးပွားရေးမူဝါဒတွေနိုင်ငံတကာပိတ်ဆို့မှုတွေကြောင့်နိုင်ငံခြားကုန်သွယ်မှုနဲ့ယင်းနှိမ့်နှံမှုတွေကကတ်တက်ခင်ခဲ့ရပါတယ်။နောက်ပြင်ပြည်တွင်းမှာလည်းစီးပွားရေးလုပ်ငန်းတွေကိုထိရောက်စွာစီမံခန့်ခွဲဖို့အခက်အခဲတွေရှိခဲ့ပါတယ်။ဒီလိုအခြေအနေတွေကစီးပွားရေးကိုတိုးတက်ဖို့အဟန့်အတားဖြစ်စေခဲ့ပါတယ်။နောက်ပြီးကျွန်တော်တို့နိုင်ငံရဲ့ပညာရေး education စနစ်ကလည်းဖွံ့ဖြိုးမှုနောက်ကျရတဲ့အဓိကအကြောင်းရင်းတစ်ခုပါ နှစ်ပေါင်းများစွာရင်းနှီးမြှုပ်နှံမှုတွေနှေးပါခဲ့တာကြောင့်ပညာရေးစင်တန်းဟာနိုင်ငံတကာနဲ့ရှင်ရင်နေကြမှုတွေအပြင်တရုတ်မြန်မာတွေကလည်းခင်မီလူအဖွဲ့အစည်းရဲ့လိုအပ်ချက်တွေနဲ့မကန့်ညီခဲ့ပါဘူး။ပြီးတော့ကျွန်တော်တို့နိုင်ငံမှာအခြေခံအဆောက်အအုံတွေနှေးပါမှုကလည်းဖူပြမှုကိုအဟန့်တားဖြစ်စေခဲ့ပါတယ်။လမ်းမဆက်တွေရဲ့လေဆစ်တအားအင်တာနက်ဆတဲ့အခြေခံလိုအပ်ချက်တွေမလုံလောက်တာကြောင့်စီးပွားရေးလုပ်ငန်းတွေတိုးတက်ဖို့ခက်ခဲခဲ့ပါတယ်။ဒီလိုအခြေအနေတွေကနိုင်ငံရေးရင်းနှီးမြှုပ်နှံမှုတွေကိုပါကတ်တန့်စေခဲ့ပါတယ်။နိုင်ငံမှာ ပြည်တွင်းပဋိပက္ခတွေကလည်းဖွပြမှုကိုထိခိုက်စေတဲ့အဓိကအကြောင်းရင်းတစ်ခုပါ။ဒီအကြောင်းကိုနည်းနည်းလောက်အချက်တွင်ပြီးပြောကြည့်ရရင်တိုင်းဒါလက်နက်ကိုင်အဖွဲ့တွေနဲ့အလက်ရှိအစိုးရကြားနှစ်ပေါင်းများစွာဆက်လက်ဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေကနိုင်ငံရဲ့တည်ငြိမ်မှုကိုထိခိုက်စေခဲ့ပါတယ်။ကိုချင်းတွေကြောင့်ဖွပြမှုဆိုင်ရာစီမံကိန်းတွေကအကောင့်တွေပေါ်ဖို့အရန်ကိုခက်ခဲခဲ့ပါတယ်။ပြီးတော့ကျွန်တော်တို့နိုင်ငံမှာနီးပညာ technology နောက်ကျမှုကလည်းဖွပြမှုကိုအရန်ကိုထိခိုက်စေခဲ့ပါတယ်။ ်မြပောင်းမြစွာနိုင်ငံတကာနဲ့ဆက်သွယ်မှုအကန့်အသတ်ရှိခဲ့တာကြောင့်ခင်မင်းဤပညာတွေဝင်ရောက်ဖို့နှိမ့်ဝေးခဲ့ပါတယ်။ဒီလိုချင်းတွေကဆက်မှုလုပ်ငန်းတွေနဲ့ဝန်ဆောင်မှုကဏ္ဍတွေရဲ့တိုးတက်မှုကိုပါထိခိုက်စေခဲ့ပါတယ်။လူမှုရေးဆိုင်ရာစင်ကုန်မှုများနောက်ပြီးလူမှုရေးဆိုရှယ်ဆိုင်ရာစင်ကုန်မှုတွေကလည်းဖွံ့ဖြိုးမှုကိုအဟန့်တားဖြစ်စေခဲ့ပါတယ်။စင်ရမှု၊ကျမရင်ဆောက်ရှောက်မှု၊နေပါမှု၊လူခွင့်ရေး၊ human rights ချိုးဖောက်ခံရမှုတွေကလည်းဘဝဆင့်တန်းကိုထိခိုက်စေခဲ့ပါတယ်။ ဒီလိုရှင်တွေကပဲနိုင်ငံရဲ့ဖွံ့ဖြိုးမှုကိုထပ်မံနှိမ့်ခွေစေခဲ့ပါတယ်။နေပေါင်းများစွာနိုင်ငံတကာအတိုင်းဝိုင်းနဲ့အဆက်အသွယ်ကန့်သတ်ရှိခဲ့တာကြောင့်ဤပညာရင်းနှီးမြှုပ်နှံမှုနဲ့အသိပညာဖလှယ်မှုတွေကလည်းနှဲပါခဲ့ပါတယ်။ဒီလိုရှင်တွေကနိုင်ငံရဲ့ဖွံ့ဖြိုးမှုကိုထပ်မံထိခိုက်စေခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်တို့နိုင်ငံရဲ့ဖွံ့ဖြိုးမှုနောက်ကျနေပေမဲ့လည်းအနာဂတ်မှာအလားအလာကောင်းတွေရှိနေပါတယ်။လူငယ်တွေရဲ့စွမ်းရည် digital နည်းပညာတွေနဲ့တွေ့တက်မှုနိုင်ငံတကာနဲ့ဆက်ဆံရေးတိုးမြင့်လာမှုတွေကနိုင်ငံရဲ့ဖွံ့ဖြိုးမှုကိုအထောက်အကူဖြစ်စေမှာသိချပါဗျ။ဒါပေမဲ့ DLR တွေကအကောင့်တွေဖော်နိုင်ဖို့အစိုးရပြည်သူနဲ့နိုင်ငံတကာရဲ့ပူးပေါင်းဆောင်ရွက်မှုလိုအပ်ပါတယ်။ပြီးတော့ချွင်းချက်နေတဲ့တကယ်လဲကောင်းမွန်တဲ့စနစ်တစ်ခုကိုပြန်လည်ထူထောင်နိုင်ဖို့လူငယ်တယောက်အနေနဲ့တကယ်မျှော်လင့်မိပါတယ်ဗျ။ဟုတ်ကဲ့ကျွန်တော်တို့ဒီဗီဒီယိုမှာမြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးမှုနောက်ကျတဲ့အကြောင်းရင်းတွေကိုတိမတ်တလောက်ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။ ဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုနောက်နောက်လည်းအကောင်းဆုံးတင်ဆက်ပေးမှာမို့နောက်ဗီဒီယိုမှာပြန်လည်တွေ့ပါမယ်ဗျာ။